လီယိုသိပ်ရာတီပွားများအတွက်2025ခုနှစ်နိုဝင်ဘာလတလစာဟောစတန်းကိုကျမတို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါတယ်ရှင်။အချီရေး၊ကျမ်းမာရေး၊ဝေကြီးပန္နာရေး၊အလောက်ကိုင်းတမွေးဝမ်းကြောင်းနဲ့ပညာရေးတို့ကိုပါပြပြဆုံဆုံတင်ဆက်ပေးထားတာမို့လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့ပြောချင်ပါတယ်ရှင်။ channel လေးကို subscribe လုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်ရှင်။ပထမဦးစွာ အချီရေးအကြောင်းပြောပြပေးလိုပါတယ်။ ဒီလမှာအခြေရေအားပျော်ရွှင်မှုများဆောင်ကျင်းပေးနိုင်ပါလိမ့်မယ်။ချိရသူများနဲ့တွေ့ဆုံခြင်း၊ဈေးဝယ်ခြင်းနဲ့ရင်းနှီးပွင့်လင်းစွာနေထိုင်ခြင်းတွေဟာအလွန်ကောင်းမွန်ပါတယ်။အကောင်းဆုံးအခွင့်အရေးဖြစ်ပါတယ်။သို့တော့တခါတရံမှာပျော်ရွှင်မှုပမာဏနည်းပါနေတယ်လို့လည်းခံစားရနိုင်ပါတယ်။အလေးစလိုဖြစ်အရေးကြီးတဲ့ဆုံးဖြတ်ချက်များချမှတ်ခြင်းကိုရှောင်ပါ။အကြောင်းမဲ့စိတ်ပြအောင်ရခြင်းဖြစ်မဲ့အစားခံစားချက်များကိုနှီးစက်ချစ်ခင်သူများနဲ့ဝေမျှပါ။ဒီလိုလုပ်ခြင်းကစိတ်ပန်းပြေစေပါလိမ့်မယ်။ လာရဲ့နောက်ဆုံးတစ်ဝက်မှာသဘောထားကွဲလွဲမှုကိုအလွယ်တကူလက်ခံနိုင်ပြီးတော့ဖြစ်ပြီးတော့ရင်ဆိုင်ကြော်ပြတ်နိုင်ပါလိမ့်မယ်။မကောင်းတဲ့ခံစားချက်တွေအခြေအနေတွေကိုပြုပြင်ရတဲ့ချိရသူများနဲ့အတူတကွာအချိန်ကောင်းများကုံဆုံးခြင်းဖြင့်အရှင်ပြေသွားပါလိမ့်မယ်။ဆက်လက်ပြီးကျမရေးဆိုင်ရာအကောင်းဆုံးများနဲ့ဆောင်ရန်ရှောင်ရန်များကိုပြောပြပေးလိုပါတယ်။ဒီလာအတွင်းမှာဆွမ်းရည်အစင်များနဲ့ကြက်ခိုင်မှုဟာတတိတတတိုးတက်လာပါလိမ့်မယ်။သို့တော်လည်းအခြားသောအလုပ်ကိစ္စအမျိုးမျိုးကြောင့်ကျမရဲ့အတွက်လုံလောက်သောအချိန်ပေးနိုင်နေမှာမဟုတ်ပါ ကျမရဲ့အတွက်တကြရှိနေတော့လေဂျိုများကကိုကန်အားစနစ်ကိုမြင့်တင်ပေးမှဖြစ်တဲ့တော့ကြောင့်မလို့ကိုမိုတက်ကြွလန်းဆန်းကကျမရဲ့အတွက်ပုံပုံဆွမ်းဆောင်လာနိုင်နိုင်ပါလိမ့်မယ် ကျမရေကဒီလရဲ့နောက်ဆုံးတဝက်မှာကောင်းမွန်စွာဆက်လက်ရှိနေမှာပါ။သို့တော်စာအခြေပြန်မှုဆိုင်ရာပြဿနာများဖြစ်နိုင်ခြင်းလည်းရှိပါတယ်။ဒါဒီဥရုရဲ့တာယာမှုကြောင့်အနေငယ်မင်းမသားဖြစ်မှုကိုလည်းခံစားရနိုင်ပါတယ်။ဒါကြောင့်ကျမရေကိုပုံမှန်သတိထားဖို့လိုအပ်နေပါတယ်။ထို့သောသောပြဿနာများရှိနေတော့လည်းပုံမှန်ကောင်းမွန်သောဂျိုးထောက်ပံ့များကအရာရာကိုခိုင်မာစွာထိန်းချုပ်ထားနိုင်ရန်ဆွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်။ဒီလရဲ့အဆုံးပိုင်းကာလမှာကောင်းမွန်တဲ့ဆွမ်းရည်အဆင့်ကိုရရှိနိုင်ဖို့ရှိပါတယ်။၎င်းရမှာတော့ပုံမှန်ကောင်းမွန်တဲ့ကျမရေအခြေအနေကိုခံစားရနိုင်ပါတယ်။ ဆက်လက်ပြီးငွေကြေးဗန္ဓာရေးဆိုင်ရာအကြောင်းအရာများကိုပြပြပေးလိုပါတယ်။ဒီလမှာဗန္ဓာရေးခိုင်မာအကောင်းမှုကိုမြှင့်တင်ပေးမှဖြစ်ပြီးတော့လိုချင်တဲ့ရလဒ်တွေကိုလည်းအောင်မြင်ကူညီပေးပါလိမ့်မယ်။ဒါရဲ့များတိုးတက်လာတာနဲ့အမြန်ထိရောက်တဲ့ဗန္ဓာရေးစီမံကိန်းချမှတ်ခြင်းနဲ့နေပြီးတော့ဗန္ဓာရေးအစဉ်တန်းခိုင်မာလာစေရန်ကူညီပေးပါလိမ့်မယ်။ဒီနေရာမှာတော့အခွင့်အလမ်းစစ်တွေပေါ်ပေါက်လာနိုင်မှုရှိပါတယ်။ဒီလလည်းပိုင်းမှာတော့ဗန္ဓာရေးတိုးတက်မှုတော့လည်းကောင်းမွန်နေပါမယ်။ဗန္ဓာရေးအစဉ်တန်းမြှင့်တင်နိုင်ပါလိမ့်မယ်။ဒါပေမဲ့လည်းကိုလိုချင်တဲ့ တက်မှတ်ထားတဲ့အရာတွေကိုအောင်မြင်လို့ဆန်နိုင်မှုအတွက်ဆိုရင်တော့ကြိုးစားလှုပ်ဆောင်ပေးလိုအပ်တယ်ဆိုပြီးတော့ဂျိုရီကညွန်ပြနေပါတယ်။မပြီးမပြတ်ရှိနေတဲ့ကိစ္စများနဲ့ပတ်သက်ပြီးတော့တည်ငောင်းအချို့ကိုလည်းဆောင်ကျဉ်းလာနိုင်ပါတယ်။ဒီလရဲ့အဆုံးပိုင်းကာလမှာတော့အရေးပါတဲ့ဗဏ္ဍာရေးကိစ္စများကိုဆုံးဖြတ်ချက်ချရတဲ့ကောင်းမှုစွာဆက်လက်တရှိနေနိုင်ပါတယ်။ကျောင်းအထမှုများကအပြုသဘောဆောင်တဲ့ရလဒ်များနဲ့အကျိုးမြတ်များကိုဆောင်ကျဉ်းလာနိုင်ပါတယ်။လက်ကုံပိုင်းဝန်ကျင်ကာလမှာတော့ပျော်ရွှင်စရာနဲ့ချမ်းမြေ့ပွဲခိုက်တဲ့များကိုအချို့ကိုလည်းယူဆောင်လာနိုင်ပါတယ်။မိသားစုအတွက်ငွေကြေးသုံးဆနိုင်ပြီးတော့ချစ်ခင်သူများအတွက်တန်မိုးကြီးလက်ဆောင်များကိုလည်းဝယ်ပြီးတော့လက်ဆောင်ပေးနိုင်ပွဲရှိနေပါတယ်။ အခုဆက်လက်ပြီးလောက်ကိုင်းတဲ့သမုဝန်ကြောင့်ဆိုင်ရာအကြောင်းအရာများကိုပြပြပေးချင်ပါတယ်။ဂျူမားရဲ့ကောင်းကျိုးပြုတရားမှုကတိုးတက်မှုအတွက်အားတက်ဖွယ်ခွင့်လမ်းများကိုဆောင်ကြည့်ပေးနိုင်ပါတယ်။သို့တော်လည်းလမ်းကြောင်းတွင်တားဆီးများရှိနိုင်သောကြောင့်ချက်ချင်းရလက်များကိုညှော်လင့်ပါနှင့်စိတ်ရှိတီခံပါ။လမ်းရများတိုးတက်လာသည့်အများစွမ်းရည်များကိုထုတ်ဖော်ပြသရင်အားပေးထောက်ခံပေါ်ရာအခြေအနေမျိုးရရှိပါလိမ့်မယ်။ စီးပွားရေးလုပ်ငန်းရှင်များအတွက်လည်းတိုးတက်မှုရှိပါလိမ့်မယ်။ထို့တော်လည်းတတိထားပါကန်တရားကမျက်နှာသာမပေးနိုင်လို့တွဲဖက်လက်ကွန်သူများကလည်းအနောက်ရှက်အတားအဆီးများပေးလာနိုင်ပါတယ်။လက္ခဏာကနေရများမှာတော့မေးရမှုများရုံလက်လာမှာဖြစ်ပြီးတော့လုပ်ငန်းအစီအစဉ်များကိုပြန်လည်အဆင်ပြေဖို့ရခွင့်ရရလာပါလိမ့်မယ်။မငြိမ်မသက်ဖြစ်နေတဲ့ကာလကိုကြော်ဖြတ်ပြီးဒီနေ့ကောင်းမှုစွာတိုးတက်မှုများရှိပါလိမ့်မယ်။စီးပွားရေးလုပ်ငန်းရှင်များကလည်းဖောက်တဲ့များကိုတိုးချဲ့နိုင်ပါလိမ့်မယ်။တခါတရံမှာကောင်းကျိုးပြုတဲ့လုပ်ငန်းများရှိနေတော့ညာလည်းဆုံးဖြတ်ချက်များစွမ်းရည်များနဲ့ပတ်သက်ပြီးတမျိုးတစ်ပုံမသေးချာမရေပြာဖြစ်နေတတ်ပါတယ်။ မြေရာပုံများကလက်ကုတ်ပိုင်းဝင်ကျင်တွေမှင်းပိတ်သွားပါလိမ့်မယ်။စီးပွားရေးလုပ်ငန်းရှင်များအတွက်ကောင်းမွန်သောအချိန်ကိုဆောင်ကျင်းပေးတာပါလိမ့်မယ်။ဥနောက်ဆုံးအနေနဲ့ပညာရေးဆိုင်ရာအကြောင်းအရာများကိုပြောပြပေးခြင်းပါတယ်ရှင်။ဒီလမှာကလူရောတရားမှုကကောင်းမွန်သောဆက်လက်တရှိနေမှာဖြစ်ပြီးတော့ပညာသင်ကြားမှုဆွမ်းဆောင်ရေးတိုးတက်လာပါလိမ့်မယ်။ဒါအပြင်ဘူသူရများတိုးတက်လာမှာဖြစ်ပြီးတော့ကျွမ်းကျင်မှုများလည်းတိုးတက်လာမှာဖြစ်ပါတယ်။ပုံမထရောက်စွာတင်ယူလိုက်တာပြီးတော့အောင်မြင်မှုရရှိရဟုတ်လေကိုယ့်ရဲ့ဘန်းလိုက်ကအယုံဆိုင်နေဖို့လိုအပ်ပါတယ် ထို့သို့သောခိုင်မာတသားမှုကပညာသင်ကြားမှုတွင်ကောင်းမွန်စွာတိုးတက်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကိုရရှိစေရန်ကူညီပေးပါလိမ့်မယ်။ကျွမ်းကျင်မှုနဲ့ရည်ရှင်များကိုစံသက်သည့်အတားအဆီးကအချို့လမ်းကြောင်းတွေမှာရှိနေတော့လေအပြူသဘောဆောင်တဲ့စိတ်အခြေအနေဖြင့်ဆက်လက်လေ့လာနေနိုင်ပါလိမ့်မယ်။ဒီလရဲ့နောက်ဆုံးတစ်ဝက်မှာတော့ပညာရေးနဲ့ပတ်သက်လာတဲ့တိုးတက်တဲ့ကာလဖြစ်ပါလိမ့်မယ်။အားပေးထောက်ခံပွဲရလက်များအချို့ကပုံမှုသောဆရာတတ်တမ်းမှုနဲ့ပညာသင်ကြားမှုတွေစိတ်ပါဝင်စားမှုရှိလာစေရန်လုံးဝလှုံ့ဆော်ပေးနိုင်ပွဲရှိပါတယ်။နောက်ဆုံးမှာလူကြီးနဲ့ရလက်များကိုရရှိမှာဖြစ်ပြီးတော့ဆရာသမားများထံမှာကြီးကြီးကုန်ကုန် ဂုံပြူမှုများကိုလည်းရရှိနိုင်ပါလိမ့်မယ်။ဒီလားအတွက်ကတော့ဒီလောက်ပါပဲရှင်။ကျမတို့ channel ကနေအခုလိုမျိုးရာသီဝင်လိုက်ခေါင်းကြီးဆိုးခြင်းများအပြင်ဆောင်ရွက်ဆောင်ရွက်များကိုပါလာစင်လာတိုင်းအတွက်တင်ဆက်ပေးနေတာဖြစ်လို့ကျေးဇူးပြုပြီးတော့ကျမတို့ရဲ့ channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်။အချိန်ပေးပြီးနောက်ထောင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။ဘေးရန်ရဲ့ကင်းဝေးပြီးစိတ်ရောကိုယ်ပါနှွေးထွေးလုံးကြုံသောနေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။